ဟုတ်ပုံလေးကွာစိတ်ဝင်စားတယ်ကောင်းတယ်နော်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှင်ဟမ်းပဲဖြစ်ဖြစ်တဲ့ကြံသေးလားမကြံတော့နော်အကုန်လုံးပေါ့နော်ဘာလဲတော့အဘိနာအမြဲတမ်းပစ္စဝကိတ္တဗံစဉ်းစားမယ်ရှင်းရမယ်ငါမျိုးတဲ့ဘာလဲတော့အိုနာတေကွဲကန့်နဲ့တွဲအမြဲနေတိုင်းရှုဟောဘုံဘုံအနှစ်ချုပ်လေးတွေပြောရနေတာနော်ဒီတရားလေးကဟုတ်လားဘာလဲတော့အိုနာတေကွဲကန့်နဲ့တွဲအမြဲနေတိုင်းရှု ဲ့ဒါဟိုအเจ้าကမုတ်ဦးကြီးမှာအဲ့ဒါရေးထားမလို့စလုံးကြီးနဲ့ဟုတ်လားအမှန်တရားကြီး၅မျိုးကိုမျက်ခြေမပြတ်နဲ့ကိုရထားတဲ့ဘဝကိုတွေ့ကြုံနေရတဲ့အခြေအနေကိုမြန်အကောင်းထင်နေမှာဆိုလို့ဟုတ်လားသူများရထားတဲ့ဘဝသူများရထားတဲ့အခြေအနေကိုလည်းဒီခါလေးအကောင်းထင်တာရှိသေးတယ်စိတ်ကအမျိုးမျိုးနော်ဒီခါလေးကိုယ့်ဟာကိုယ်အထင်ရောက်နေအာအဆင်ပြေလာပြီမကူကိုအကောင်းထင်တယ်ဟုတ်လားဒီခါတလေကျတော့ကိုယ်ကတိမ်ငယ်ပြီးတော့အာသူတို့တော့တော်တော်ကိုအခြေအနေတွေကောင်းနေတာ ူများကိုထင်ကြီးပြီးတော့သူများကိုအကောင်းထင်နေတဲ့ခါမှမရှိဘူးလားရှိတာပေါ့ကိုယ့်ရဲ့အဆတ်အယာတာတယ်လို့နေရထင်ရတဲ့အခြေအနေမျိုးတွေ့လာပြီဆိုရင်စိတ်ကမလို့တော့ထင်ကြီးတာပေါ့နော်တကယ်တမ်းကသူနဲ့ကိုယ်နဲ့ကဘာမှထူးတာမဟုတ်ဘူးကိုကလည်းသူ့ထဲမသားဘူးသူကလည်းကိုယ့်ထဲမသားဘူးအကုန်လုံးကဒုက္ခတွေကြီးပဲဘာမှထူးတာမဟုတ်ဘူးဒါပေမဲ့ဘုန်းတော်မထူးတာကိုမမြင်ဘူးအပေါ်ရန်လေးလောက်ကိုပဲမြင်တယ်ငါမရှိဘူးသူတို့ကရှိတယ်ဟုတ်လားအဲ့ဒါပါလေအပေါ်ရန်ပေါ့နော် အဲ့ဒီအပေါ်ရန်လောက်မှာကြက်စားနေတဲ့စိတ်ကိုမင်းအဲ့ဒီလောက်တင်ကြက်စားမနေနဲ့အဲ့ဒီလောက်တင်မင်းတွေးမနေနဲ့စဉ်းစားမနေနဲ့လေးလေးနက်နက်လူတိုင်းမှာမှန်နေတဲ့တလောကလုံးမှာမှန်နေတဲ့အမှန်တရားကြီး၅ချက်ပေါ်မှာမင်းစိတ်ကိုကြက်စားလို့ကိုယ့်ကိုယ်ကိုခိုင်းရမယ်အဲ့ဒါစဉ်းစားပါဆင်ခြင်ပါဆိုတော့အဲ့ဒါကိုပြောတာအမှန်တရားကြီး၅မျိုးကိုဘာလို့မလို့စဉ်းစားရမယ်ဆင်ခြင်ရမယ်အမှန်တရားကြီး၅မျိုးပေါ့ဆိုတော့အိုနာတေကွဲကန့်နှက်တွဲအမြဲနေတိုင်းရှု အလွန်ကောင်းတဲ့ဆောင်ဖို့ဒါမွန်ကြီးစလို့ရေးခဲ့တာ။ကိုရမယ်လို့စဉ်းစားရတဲ့ကျန်တဲ့ချိန်လေးမှာအဲ့ဒါကိုပြောမယ်နော်။ကိုဗစ်ကာလမှာအကောင်းဆုံးစဉ်းစားဆင်ခြင်နေထိုင်တဲ့နေ့ပေါ့။ကိုရမယ်လို့စဉ်းစား။ငါရထားတာကြီးကဦးရတဲ့ဟာကြီးတနေ့တခြားအဲ့ဒါရွဲလာမှာ။နော်ဟောင်းလာမှာ။တဖြည်းဖြည်းနဲ့အည်သွေးကျသွားမှာ။ကြည့်ရတာကိုကစခက်လာမှာပေါ့နော်။60 60ရွယ်ဆိုတာ စတင်းကားချောင်းတဲ့အရွယ်တုန်းကလည်းကြည်ရဘာဘာဆိုင်တော့ဘာမဆိုင်တော့ပုံလေးပြက်သွားပြီလေဘိုက်ကြီးတွေထွက်ညနာတွေကအကုန်လုံးအိတ်ကျဟုတ်လားတချို့ကြောင်လည်းစမင်းတွေကပြောင်းရုပ်တွေဆိုးလာအဲ့ဒါဘာကိုအိုရဲလို့ပြောတာနော်အိုရဲဆိုတာအဲ့ဒါပဲကြည်ရခက်တယ်ကိုတယောက်တည်းအိုမှလားဆိုတော့မဟုတ်အကုန်လုံးအိုမှနော်တော့ကိုခန္ဓာကိုယ်ရဲ့အဲ့ဒီအိုရဲတဲ့သဘာဝကိုစဉ်းစားရမယ် စဉ်းစားလို့ရှင်ဘာဖြစ်မှာတုံးနဲ့ဘုံမဒေသနာလေးကိုအနှစ်ချုပ်ပြီးတော့ပဲပြောမယ်။ဦးချင်းကိုစဉ်းစားလို့ရှင်ဘာဖြစ်မလဲတဲ့။လောကမှာလူတွေရဲ့တန်တမ်းမှာဝရမန်ဆိုတာရှိတယ်တဲ့။အာအရွယ်ရှိသေးတယ်ဆိုတဲ့မန်ပေါ့။အဲ့ဒီဝရမန်မကောင်းတာတွေလှုပ်ချင်းရဲ့အခြေခံအကြောင်းတရားတဲ့။ဟောဖခင်မြင်တယ်နော်။မကောင်းတာတွေလှုပ်တတ်တယ်၊ကောင်းတာတွေမေ့တတ်တယ်။ကိုကိုငယ်သေးတယ်၊ရွယ်ရှိသေးတယ်လို့ထင်နေတဲ့ကိစ္စ။ဟုတ်လား။ အဲ့ဒါဥရင်းကိုစဉ်းစားလို့ရှင်အဲ့ဒီမကောင်းမှုရဲ့အကြောင်းတရားဖြစ်တဲ့ဝရမံကိုနေပါသေးတယ်သို့မဟုတ်ကိုကအများကြီးစဉ်းစားစဉ်းကျင်လုံးဝတောင်ပယ်ရှားပစ်လိုက်နိုင်တဲ့အနေအထားကိုရောက်သွားနိုင်တယ်မကောင်းတာတွေလုံးဝကင်းသွားနိုင်တယ်ကျွတ်တို့စိတ်တွေမကောင်းတာတွေလည်းပြောနေတယ်မကောင်းတာတွေပြောမိနေတယ်မကောင်းတာတွေလုံးမိနေတယ်ဆိုတာအဲ့ဒါဝရမံရှိလို့တနည်းပြောရရင်ကိုခန္ဓာကိုယ်ကြီးရဲ့အိုတက်တဲ့သဘာဝကိုမေ့နေလို့မကောင်းတာတွေကိုစိတ်ကပြောနေတာစက်စားနေတာဟုတ်လား အဲ့ဒီမကောင်းတာတွေကနေကိုယ်စိတ်ကိုတားဆီးခြင်းနဲ့ဆိုရင်ဥခြင်းတရားဆိုတဲ့အမှန်တရားပေါ်မှာစိတ်ကိုဘာလုပ်မလို့ချပေးလိုက်စဉ်းစားလိုက်ဟုတ်လားအကြောင်းအကျိုးလေးနဲ့စီလျော်အောင်မြတ်စွာဘုရားဟောတာနော်ဥပြီးတော့ဗာလဲနာကနာကိုကြီးကအသုံးကြာလာတာနဲ့မြတ်ချွင်းချက်များလာမယ်တဘာဝပဲစက်ပစ္စည်းနဲ့အရန်တူဟုတ်လားတန်နဲ့လှုပ်ထားတဲ့စက်တောင်မှာ gain နှစ်ပေါင်း45တဲ့တခါမှမရက်ဖဲနဲ့လေမဟေ့ဆိုရင်ဘယ်လိုနေမလို့ ဂျုံဂျုံကြသွားမှာပေါ့နော်ဟုတ်လားခုဒီခန္ဓာကိုယ်ကြီးကရောရက်တယ်လားနားတယ်လားဆိုတော့ရက်တယ်နားတယ်လို့မရှိဘူးဘယ်ချိန်မှမရဘူးဟောဒီအဆုတ်နဲ့နှလုံးဆိုအမြဲတမ်းလဲပတ်နေတယ်ခန္ဓာကိုယ်အစာကြီးစနစ်တည်းဖြစ်တဲ့ဒီအသေးတို့သီးကြီးတို့ဥတွေဆိုတာလည်းအမြဲတမ်းပတ်လုံနေတော့လှုပ်ရှားနေတယ်စိတ်ဝင်စားလို့ရှိရင်ငကြိုက်လေးပါလေးဝယ်ပြီးတော့ကိုယ့်ဘိုက်ကိုထောက်ပြီးတော့နားထောင်ကြည့်ပါလားတဝုံတတိုင်းတိုင်းနဲ့ရှင်သန်ဖို့အတွက်လှုပ်နေတာဘယ်ချိန်လေးမှမနာဘူး ကိုကသတိလက်လွတ်ဖြစ်နေတာဒီခန္ဓာကိုယ်ကြီးကဘာတွေလုပ်နေလဲသိကိုမသိဘူးလေတွေကလည်းအမြဲတမ်းဝင်ထွက်အလုံးလုံးသွေးတွေကလည်းတကိုယ်လုံးလေပတ်ဘာလုပ်လဲအလုံးလုံးပင်သားလေးဖောက်လိုက်ဖောက်လိုက်ပန့်ထွက်လာမှာဟုတ်တယ်မဟုတ်လားအလုံးလုံးနေခန္ဓာကိုယ်ကြီးကလုတ်ပါမြန်ရင်ဘာဖြစ်လာမှာလဲချုံရင်းလာမှာပေါ့နော်အဲ့ဒါမို့အသက်ကြီးလာရင်နာလာလိမ့်မယ်ပတ်စံနဲ့တားလို့ရမလားအဲ့ဒါကံကောင်းမှတတ်တာမှာ ဘွားဘွားတီလာပြည်စုံတဲ့လူတွေသူများမှတ်တိဆက်ခဲ့တဲ့လူတွေကြောင့်ကျန်ကျန်မာမာနေရတယ်။အသေးသေးအထိတချို့သိပ်ပြီးတော့ဝေဒနာခံစားရတယ်လို့မရှိဘူး။ဒါပေမဲ့အများစုကတော့တီလာပြက်ခတ်ကြတာပဲများတဲ့အခါကျတော့အိုရဟိယညီရညူရနေမြသွားမှာ။ဘာလို့တော့နာတာပေါ့။ဟုတ်လား။အဲ့ဒီနာခြင်းတရားကိုစဉ်းစားတဲ့မြတ်စွာဘုရားကန္တာကကောင်းတဲ့သဘောမှုဘူးဆိုတဲ့အမှန်ကိုပေါ်လွင်အောင်။အိုခြင်းကိုစဉ်းစားခိုင်းပြီးတော့ခုပါခံ။နာခြင်းကိုစဉ်းစား။အယူဝံတရားတွေနော်ဒါတွေအကောင်းဆုံးတွေပဲတကယ်တမ်း။ဟုတ်လား။နာခြင်းကိုစဉ်းစားလို့ရှိရင် အာရောက်ကြမန်ဆိုတာတတ္တဝါတွေမှာရှိတယ်တဲ့ငါမာတယ်ဆိုတဲ့မတိမတာရှိတယ်အဲ့ဒီမန်ကမကောင်းတာတွေကိုဖြစ်စေတယ်ကုသိုလ်တွေကိုမေ့လျော့စေတယ်အကုသိုလ်တွေကိုဖြစ်စေတယ်အဲ့ဒါနာခြင်းကိုစဉ်းစားခြင်းအဖြစ်မကောင်းတာတွေရဲ့အခြေခံဖြစ်တဲ့အဲ့ဒီအကုသိုလ်တရားတွေကိုဖယ်ရှားနိုင်နေမယ်အကုသိုလ်တွေကိုဖြစ်စေတဲ့အဲ့ဒီအာရောက်ကြမန်ကိုဖယ်ရှားလိုက်မယ်ကိုစဉ်းစားနည်းနည်းစဉ်းစားရင်ညှော်နေစီမယ်အများကြီးစဉ်းစားရင်ပယ်နိုင်တဲ့အနေထောင်ရောက်သွားမယ်